တစ်ကျုပ်တို့ဟာသူတို့ကိုအဝေးကြီးကမြင်ပြီးတဲ့နောက်ကြောက်လန့်တကြီးဖြစ်ပြီးတော့သူတွေကိုကြောက်ပြီးထွက်ပြေးပြီးတောချုံဘုတ်စသည်တို့သို့ဝင်၍ပုံနေကြကုန်ပြီအဲ့ဒီအိမ်မက်ကိုတပြီးတော့မက်ပါတယ်တဲ့အဲ့ဒီအိမ်မက်ဟာဘလို့များအကျိုးပြဖြစ်နိုင်ပါသလဲဆိုတော့မင်းဆိုရစားရရတရားဓမ္မမဆောင်ဘူးဆိုတဲ့အခါမှာအရေးချင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာမင်းနဲ့ကျောင်းဝင်ပြီးတော့မင်းကျွမ်းဝင်ပြီးတဲ့အခါမှာယာရုအာနာရီရလာတယ်အကြီးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကမင်းကျွင်း မင်းနဲ့အကြွမဝင်တော့နော်သူတို့ဟာယာရုအာဏာမရဘူးမင်းနဲ့ယဉ်နှိမ့်မှုမရှိသည့်အတွက်ကြောင့်သူတို့ရဲ့စကားတွေဟာမအောင်ဘူးမင်းနဲ့အကြွဝင်တဲ့ပုံကိုယ်တွေရဲ့စကားတွေသာအောင်ပြီးတော့သူတို့ပိုင်ဆိုင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တရားတပောင် ရောက်တဲ့အခါမှာလည်းပဲတကယ်ကိုအစင်လာရှိတဲ့ပုံကိုယ်တွေဟာတရားတပောင်ရှုံးပြီးတော့မင်းကြွဝင်တဲ့ပုံကိုယ်တွေရဲ့စကားဟာအောင်မြင်ပြီးတော့ပစ္စည်းဥစ္စာတွေလည်းလက်လွတ်ဆုံးရှုံးကြ နောက်ဖို့အကျိန်ပေါင်းခံကြရလူလောကကြီးမှာပြောင်းတိပြောင်းမြန်နေအကုန်လုံးဖြစ်ပြီးတော့တစ်ချိန်ကြလို့ရှင်ပျက်စီးသွားတယ်တဲ့အဲ့ဒါလိုပဲယဟန်တန်ဃာတွေအတွင်းမှာလည်းပဲစိတ်ဓာတ်ဉာဏ်ဖြင့်နဲ့ယဟန်ယုတ်တီတကယ်ကိုကိုချင်းတရားကောင်းတဲ့ယဟန်တွေကိုစိတ်တိုင်းကျအနိုင်ကျင့်ကြတယ်အနိုင်ကျင့်ကြတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ယဟန်တွေဟာတော်တဲ့တောင်းတဲ့ဝင်ပြီးတော့ပုံနေကြရတယ် တော်တဲ့တောင်နဲ့ပုံပြီးတော့နေကြရအဲ့ဒါလို့အခြေအနေမျိုးတွေဖြစ်လာနိုင်အဲ့တော့တိကျုပ်တွေဟာသိုးတွေကိုတွေးတဲ့အခါမှာကြောက်လန့်ပြီးတော့တောထဲမှာပုံကြရသလိုအခုလိုလူတော်လူကောင်းတွေဟာလည်းပဲမကြောက်ရမယ့်ပုံကိုသိုးဆိုတဲ့အကောင်ကအလွန်ထောင်ထုံထိုင်းတဲ့အကောင်သူ့မြင်ပြီးတော့ကြောက်လန့်တကြပုံကြရတယ်ဆိုတာလူတော်လူကောင်းတွေဟာနောက်ဆုတ်သွားရတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်တဲ့ဒါကြောင့်မို့လို့ဒီအိမ်မက်ကိုမြင်မက်တာဖြစ်တယ်